ြောတတ်လို့ရှိရင် တလောကလုံးရဲ့မျက်နှာမှုကိုရမယ်။မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုံဒီမှုကိုရမယ်။စကားတွေမှာအစွမ်းရှိတယ်တဲ့။ရှိတာမှနည်းနည်းနှောနှောရှိတာမဟုတ်အများကြီးရှိတာ။မိမိပါဇက်ကထွက်နေတဲ့စကားတွေမှာလည်းအစွမ်းရှိတယ်။မိမိရဲ့နားထဲကိုဝင်ရောက်လာတဲ့စကားသံတွေမှာလည်းပဲအစွမ်းရှိတယ်။အစွမ်းရှိတာမှအများကြီးရှိတယ်။ပြောမပြနိုင်လောက်အောင်ရှိတယ်။ ဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်။ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်။ဆိုးတဲ့ဘက်မှာလည်းပဲကိုပြောလိုက်မိလို့ပြောမိမှားလိခြင်းလို့နောင်တတွေနဲ့တွေးပြီးတော့ပူခဲ့ရတာလည်းပဲအကျဉ်းချင်းရှိခဲ့ပြီ။ဟုတ်လား?မှန်ပါဗျာ။မိမိပြောလိုက်တဲ့စကားတခွန်းကြောင့်လောကီအကျိုးစီးပွားတွေဆွရုပ်သွားတာတွေလည်းကြုံဘူးကြလိမ့်မယ်။တချို့ဆိုလို့ရှိရင် အသက်ဆုံးသည်အထိစကားတခွန်းအတွက်နဲ့ပေးဆက်လိုက်ရတာမျိုးတောင်ရှိတယ်မှန်ပါဟုတ်လားမှန်ပါဗျာစကားတခွန်းမှားသွားတာနဲ့ဗမာစကားပုံလည်းရှိတယ်လေအသွားမတော်တလန်းအစားမတော်တလုတ်အပြောမတော်တော့တခွန်းနဲ့နဲ့ဒုက္ခရောက်တတ်တယ်မှန်ပါဟုတ်ရလားမှန်ပါဗျာအေးကိုပြောလိုက်တဲ့စကားကတကယ်ကိုပဲအကြီးအကျယ်